ားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့ဒေါ်ဆက်ဆက်မို့ဖြစ်ပါတယ်ကျမအခုတက်တက်ခံခြင်းနဲ့အကြောင်းအရာလေးရတော့ဖရာတခင်ကိုမသိခင်အခါတုန်းကနဲ့ဖရာတခင်နဲ့သိပြီးအခါအချိန်ကိုကျမနှစ်အဲ့နှစ်ကြောင့်နှစ်မျိုးကိုပြောချင်ပါတယ်ကွဲပြားမဲ့အချိန်နှစ်မျိုးနှစ်မျိုးကိုပြောချင်ပါတယ်ဖရာတခင်ကိုမသိတဲ့အချိန်ကတော့ကျမတို့ကနှစ်ကိုးွယ်တာအများကြီးဘုစုခယူနှစ်မျိုးစုံပဲ ဖရာအဲဗုဒ္ဓဘာသာဖရာနဲ့နတ်မျိုးစုံပဲကျမတို့ကိုယ်ကွယ်ဒါပေမဲ့ကိုယ်တွေဒုက္ခရောက်တဲ့အချိန်ကြတော့ဒီနတ်တရားလည်းကျမတို့မစွမ်းဆောင်ပေးနိုင်ဘူးမကူညီပေးနိုင်ဘူးဒါပေမဲ့ကိုယ်မရှိရှိတဲ့လုတ်တဲ့ကြားတဲ့မရှိရှိတဲ့ပတ်စံလေးတွေကနေပြီးတော့ဖရာပန်ကကတမျိုးသူတို့အတွက်ဆုံးတော်တရားတမျိုးအဲ့ဒါကိုရှာလာတဲ့ပတ်စံလေးကတဝက်တပြားလည်းတဝက်တစ်ချမ်းနဲ့ကုန်တာပေါ့နော်အဲ့လိုကွက်ပြားလာတဲ့ခကြတော့ ဝေသာလေးတွေဝေတဲ့အဝိင္ဂရိဝေသာလေးတွေဝေတဲ့ဆရာတွေဆရာဆရာမတွေပါနင်းဒီလောက်ဒုက္ခရောက်နေတယ်ငါတို့ဖျားကြအောင် လာပါလားနင့်ကိုငါတို့ဟိုကောင်းကြီးပေးမယ်ကောင်းကြီးပေးတယ်ဆိုတာဒီလိုဝေကြီးကောင်းကြီးမဟုတ်ပါဘူးဖျားသခင်ရှိရလာတဲ့ကောင်းကြီးမျိုးစေတနာမေတ္တာအပြည့်တဲ့သူတို့ကအဲ့လိုပြောတော့ကျမအိုက်ဗီဇာကြည့်တဲ့အနေနဲ့ဖျားကြအောင်လိုက်သွားပါတယ်လိုက်သွားတဲ့ခါကျရင်သူတို့လုံပုံကြိုင်ပုံလို့ရပျော်ရှင်စရာလေးတွေကောင်းတယ်အဲ့ဒီအချိန်မှတည်းက ဖះเจ้าရောက်လာတဲ့ဖះเจ้าကိုသွားတဲ့အချိန်မှာလေကျမအကောင်းချမ်းသာတယ်ဘာချမ်းသာလဲဆိုတော့ကျမစိတ်ချမ်းသာွားတယ်အဲ့အချိန်မှာစိတ်ချမ်းသာွားတယ်အဲဟုတ်ပါလားအဲ့လိုစိတ်ချမ်းသာပြီးစိတ်ဆုံးပြတ်ရှိုက်တယ်ငါဒီဗုဒ္ဓဘာသာဘဝနဲ့နေလာတဲ့ဟာငါလူကတော့ဖြစ်မှာမဟုတ်တော့ဘူးတဖြည်းဖြည်းနဲ့နော်ခလေး9ယောက်လဲရှာကျွေးနေရတဲ့ငါဘဝကတော့သွားမှာပဲဆိုစေရလိုက်တာလဲတတူလဲနဲ့မကျမဘဝမှာဖះမတွေ့ခင်ဟာ အဲ့တော့ကျမကဲကျမရင်နေချင်းခံမယ်ရင်နေချင်းခံမယ်နင်ယုံကြည်လားယုံကြည်ပါတယ်ရင်နေချင်းခံတော့မယ်ဆိုသူတော်ဖရာတခင်ကိုကျမတို့ကဟိုကျမရဲ့အတက်တခင်ကဲတင်ပိုင်ရှင်အဖြစ်ကျမတတ်မှတ်ပြီးတော့ဟိုရင်နေချင်းခံလိုက်တဲ့အချိန်အစပြီးနောက်ပိုင်းမှာကျမပြောင်းလဲလာတယ်ဘလို့ပြောင်းလဲလာလဲဆိုရင်တော့အရင်ကနေမတူစိတ်ချမ်းသာတယ်ပျော်ရွှင်မှုတွေရလာတယ်နော်ကိုယ်ကိုကိုညီမဆက်တဲ့လူတွေလည်းပေါ်လာတယ်နော် အမျိုးမျိုးစိတ်ချမ်းသာလဲစိတ်ချမ်းသာချက်မှာကျမအေးကျမရကျမနောက်ကိုမဆုတ်တော့အရှိပါတူတော့မယ်ဘယ်တော့မှငါနောက်ပြန်မလှဲတော့ငါရဲ့အသက်တခင်ကဲတဲ့ပန်းရှင်ကိုငါတိသွားပြီငါစိတ်ချမ်းသာမှုလဲငါရှိသွားပြီငါဆင်းရဲပေမဲ့ငါစိတ်ချမ်းသာမှုလဲရှိသွားပြီငါရဲ့အသက်တခင်ကဲတဲ့ပန်းရှင်ကိုငါတိရပန်တက်ဆုံးဒီဖျားပဲဆိုပြီးတော့ကျမအဲ့လိုကြိုရော်တယ်အဲ့ဒီတော့နောက်ညီကိုမောင်နှမများမယုံကြည်တဲ့ညီကိုမောင်နှမများကိုလည်းကျမနေပြီးတော့ ကိုယ့်ရဲ့အသက်ခင်ကဲတင်ပိုင်ရှင်အဖြစ်မီးဆန်းကြည့်ခြင်းနဲ့မီးဆန်းကြည့်လို့ရပါတယ်။ယေရှုဖုရားကအရန်ကောင်းမြတ်ပါတယ်။ယေရှုဖုရားကောင်းမြတ်ကြအောင်ပြောရမယ်ဆိုရင်အမြဲတမ်းဘယ်တော့မှမကုန်ပါဘူး။ယေရှုဖုရားတစ်ခေရာကျမဘုရားရဲ့အကောင်းဆုံးပါပဲလို့ညီကိုမောင်နှမယောက်ကျမပြောခြင်းပါတယ်။ဖျားရှိအောင်ကြည့်ပေးပါစေအားလုံး။